အားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံဖတ်တရားကဟိုတယ်တစ်ခုမှာလိန်ပြောင်းလီလီပိုင်းတို့ရေရဆက်ဆက်အသက်ခံရပြီးကိုတွင်းအင်္ကာတွေထောက်ခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်ကျူးလွန်သူကတော့အသက်42နှစ်အရွယ်ရှိတဲ့တရုတ်နိုင်ငံသားတယောက်ဖြစ်ပါတယ် ဒီတရုတ်နိုင်ငံသားကထိုင်းနိုင်ငံကိုအလေအပတ်ရောက်ရှိလာပြီးပတ်တရားမျိုးဟိုတယ်တစ်ခုမှာအခန်းငားထားပါတယ်ပြီးတော့ဆက်ကိစ္စအတွက်အမျိုးသမီးတယောက်ကိုလည်းခေါ်ထားပါသေးတယ်လေးလပိုင်း25ရက်နေ့ည7:00နာရီလောက်အချိန်မှာတော့သူခေါ်ထားတဲ့အမျိုးသမီးရောက်လာလို့အောက်မှာတွားဆင်းခေါ်ပါတယ်ပြီးတော့သူငားထားတဲ့အခန်းထဲကိုဝင်သွားလိုက်ကြပါတယ်ဒီလိုနဲ့မနက်7:00နာရီလောက်ရောက်တော့တရုတ်နိုင်ငံသားကအိတ်တလုံးကိုလွယ်ပြီးလက်ကလည်းကြွကြွအိတ်တလုံးကိုဆွဲလျက်ဆိုင်ကတစီပေါ်တက်ပြီးတရုတ်နိုင်ငံကိုပြန်ဖို့အတွက်ဟိုတယ် ယ်ကနေထွက်သွားလိုက်ပါတယ်။ညကသူခေါ်ထားတဲ့အမျိုးသမီးကတော့ဟိုတယ်ထဲကနေထွက်မလာခဲ့ပါဘူး။ ဒီလိုနဲ့တန့်စီရေးဝန်ထမ်းအတော်ကြီးကတန့်စီရေးလုပ်ဖို့အတွက်အခန်းထဲကိုဝင်သွားလိုက်တဲ့အချိန်မှာတော့အခန်းထဲကရေချိုးခန်းထဲမှာလပင်းကနေခါအောက်ရောက်တဲ့အထိခန္ဓာကိုယ်ကိုခွဲထုတ်ထားပြီးနှုတ်မှထည့်ထားတဲ့ဆီလီကွန်နဲ့နှလုံးသားကိုလည်းထုတ်ယူထားတဲ့တည်ဆုံးနေတဲ့အမျိုးသမီးတယောက်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။တန့်စီရေးဝန်ထမ်းအမျိုးသမီးကြီးလည်းချက်ချင်းပဲရဲကိုအကြောင်းကြားလိုက်ပါတယ်။ရဲတွေရောက်ရှိလာပြီး CCTV မှတ်တမ်းကိုကြည့်လိုက်တဲ့အချိန်မှာတော့ပြမှုကျူးနွန်သူကထိုင်းနိုင်ငံရဲ့အပြင်ကိုထွက်ဖို့လေဆိပ်သွားတဲ့ဆိုတာကိုသိ တော့ချက်ချင်းပဲလေဆိပ်ကိုလိုက်သွားပြီးပြစ်မှုကျူးလွန်သူတရုတ်နိုင်ငံသားကိုဖမ်းဆီးလိုက်နိုင်ခဲ့ပါတယ်။ဘာဖြစ်လို့ဒီလိုပြစ်မှုကျူးလွန်ရတာလဲလို့မေးတော့တရုတ်နိုင်ငံသားကဒီလိုပြန်ပြောပြပါတယ်။ကျွန်တော်ထိုင်းနိုင်ငံကိုရောက်ရှိလာတော့ဟိုတယ်တစ်ခုမှာအခန်းကားနေပါတယ်။ပြီးတော့စက်ကိစားအတွက်အမျိုးသမီးတယောက်ကိုဘတ်စစ်ထောင်ပေးပြီးခေါ်ခဲ့ပါတယ်။သူခေါ်ထားတဲ့အမျိုးသမီးရောက်လာတော့တီးလိုက်ရတာကအမျိုးသမီးအစ်စ်ဟုတ်မနေပဲလိန်ပြောင်းထားပြီးသားဖြစ်တဲ့လေဒီပိုင်းဖြစ်နေတာကိုတီးလိုက်ရပါတယ်။ဒါနဲ့ပဲတရုတ်နိုင်ငံသားကစက်ကိစားလုပ်ဖို့အတွက် ကျိုးပန်းချိန်မှာလိန်ပြောင်းလီဒီပိုင်းကလက်မခံလို့သူပေးထားတဲ့ဘတ်စစ်ထောင်ကိုပြန်တောင်းပါလေစက်ကိစ္စလည်း လက်မခံပတ်စံလည်းပြန်တောင်းတာမပေးတော့စိတ်တူပြီးတက်လိုက်မိတယ်လို့ရဲတွေကိုပြန်ပြောပြပါတယ်ကျဲတွေကလည်းဒါဆိုရင်အလောင်းကိုဘာဖြစ်လို့အိမ်သာအခန်းထဲကိုယူသွားပြီးကိုတွင်းအင်္ကာတွေထုတ်ခဲ့တာလဲမီးတော့ပြစ်မှုကျူးလွန်သူပြန်ဖြေတာကကျွန်တော်ပျော်ရွှင်ဖို့ စိတ်ကျေနပ်ဖို့အတွက်လှုပ်ခဲ့တာပါလို့ပြန်ပြောပါတယ်ရဲတွေကလည်းသူထုတ်ခဲ့တဲ့အတွင်းအင်္ဂါတွေရေချိုခန်းထဲမှာကြံခဲ့ပြီမဲ့အဆုပ်တစ်ခုကတော့ပျောက်နေတယ်အဲ့ဒါကိုဘယ်ကိုယူသွားလဲမေးတော့ကျွန်တော်နှိုးကဆီလီကွန်နဲ့နှလုံးကိုသာထုတ်ယူကစားခဲ့တယ်အဆုပ်ကိုတော့မထုတ်ယူခဲ့ဘူး तू မသိပါဘူးလို့ပြန်ပြောပါတယ်ရဲတွေလည်းအမှုအသွာလာကိုတေချာစစ်ဖို့ CCTV ကိုနောက်တစ်ချိန်ပြန်ကြည့်တဲ့အချိန်မှာတော့ပြစ်မှုကျူးလွန်တဲ့တရုတ်နိုင်ငံသားကသူခေါ်ထားတဲ့အမျိုးသမီးရောက်မလာခင်ကတည်းကဆိုင်တဆိုင်ကိုသွားပြီးဒါကကြည့်အဲ့အမေက ေပဲကျိုးတို့ကိုကြိုတင်ဝယ်ယူခဲ့တဲ့တပ်သေးတွေကိုရှာတွေ့ခဲ့ပါတယ်ပြစ်မှုကျူးလွန်မှုကြိုတင်စီစဉ်ထားတာဖြစ်တယ်လို့ရဲတွေကတော့ကောက်ချက်ချထားပါတယ်အခုလက်ရှိကတော့ပြစ်မှုကျူးလွန်တဲ့တရုတ်နိုင်ငံသားကိုလူကိုတွင်းအင်ကမှောင်ခိုမှုနဲ့ဆက်ဆက်နေမလားဆိုပြီးစုံစမ်းစစ်ဆေးလျက်ရှိပါတယ်ထိုင်းနိုင်ငံရောကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးဘေးအန္တရာယ်တွေကင်းပြီးအလုပ်ကိုင်တွေအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ